မြို့သမီးနှစ်ယောက်ဟာရန်ကုန်မြို့မှာကားတရံမော်တော်တရံနဲ့ခရီးဝေးကြီးကလာကြရတာဖြစ်တာကြောင့်လွန်စွာမှပင်ပန်းနေကြပါတယ်။အမျိုးသမီးနှစ်ဦးရောက်နေတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့ရွာကြီးကိုတွေ့နေရပါပြီ။အလွန်ဆုံးတွားရတော့နိုင်ဝက်တတတွားရင်တော့ရောက်ပါလိမ့်မယ်။တစ်ဖက်ကိုကြည့်လိုက်တဲ့အခါမှာတော့ရှီအောင်အိမ်ကြီးကြီးကိုတွေ့ရပါတယ်။ကြံတစ်ဖက်ကိုကြည့်လိုက်တဲ့အခါတင်းချိုင်ဟောင်းတင်းချိုင်ပြက်ကြီးတစ်ခုပါ။ကဲဒေါ်မင်းမီခင်ရွာဦးတော်လမ်းမြင်နေရပြီပဲ။စိတ်အေးထားတော့နော်။ဟိုအိမ်ကြီးတဲ့တွားပြီးတော့အမောလဲဖြစ်ရေလေးပါလေးလဲတွားတောင်းတောက်ရအောင်။ကောင်းတယ်ကောင်းတယ် ဒေါ်တိတိရွှေပြောတာကောင်းတယ်ကျမလည်းရေးစားနေတာမောလည်းမောနေပြီအဲ့လိုမျိုးပြောဆိုပြီးတော့နှစ်ယောက်သားအိန်ဒီကြီးစီကိုတွားကြပါတယ်အင်ရှင်တော်ကြီးကသဘောမနှောကောင်းလာပါတယ်ပြူပြူငန်ငါလည်းရှိပါတယ်ရေအေးလေးတစ်ခွက်ကိုတိုက်ပြီးတဲ့အပြင် ထမင်းမှကျွေးလိုက်ပါသေးတယ်ညဘက်အိန်ဒီကြီးမှပဲအေးစေးစေးအနားယူပြီးတော့အိတ်ကြပါမနဲ့မိုးလေးမှပဲရွာကိုတွားကြပေါ့အဲ့လိုမျိုးပြောတဲ့အတွက်အိတ်ဖြစ်ကြပါတယ်မိုးချုပ်သွားပြီးတော့အတင်းတွေ့ရတဲ့ဝါဆိုဖျောင်းနိုင်ကြီးကိုမီးထွန်းလိုက်ကြပါရယ်ဝါဆိုဖျောင်းနိုင်ကြီးရဲ့မီးလင်းရောင်ကြောင့်ပဲမှောင်နေတဲ့အခန်းကမီးလင်းသွားခဲ့ပါပြီ မနေ့ကျရင်သွားမဲ့ရွာရမှာ9ရောက်အခြေဆက်လုပ်ပြီးသားမို့ရမှာတေးကြပါရယ်အခုအင်ရှင်တော်ကြီးက3-4ရောက်ခေါ်ပေးအောင်မယ်ဆိုရင်တော့ကျမတို့ကအခောက်လာရကြိုးနှက်မှာပါဒေါ်မမိခင်အဲ့လိုပြောလိုက်ပါရယ်လာရကြိုးနှက်ရုံနဲ့ဘယ်ကပါမလဲဒီအခောက်ကအချီကြီးရမှာတေးကြပါရယ်အဲ့လိုမျိုးဒေါ်တီတီရွှေကနေပြောပြီးတော့ရမဲ့ရေကိုတွေးကဝမ်းသာလုံးစွန့်နေကြပါရယ်ည9နာရီထိုးနေပြီဖြစ်ပါရယ်ဧည့်သည်နှစ်ယောက်ကမိန်နိုင်ကြသေးပါဦးစကားပြောကောင်းတော့မဲ့ရှိပါသေးတယ်အမန်တကယ်ဆိုရရင်တော့အဲ့ဒီဧည့်သည်အမျိုးသမီးနှစ်ဦးကအမျိုးသမီးငယ်ငယ်လေးတွေကိုအလုပ်သွင်းမိမယ်ဆိုပြီးအကြောင်းပြကအ နယ်စပ်မှာရောင်းစားနေတဲ့လူကုန်ကူးနေတဲ့မိမများပဲဖြစ်ပါတယ်။ခရီးကလည်းပန်းလာတာရဲ့အဲ့ရပြောင်းတာဆိုတော့အဲ့လိုတော့မရပါဘူး။မျက်လုံးတွေကကြောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှက်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 နဲ့လမ်းလျှောက်တဲ့ခြေတံတွေကိုဧည့်သည်နဲ့ရောက်လို့အတိုင်းသားကြားလိုက်ရပါတယ်။တရှက်ရှက်နဲ့ခြေတံတွေကအခန်းဝအကိုရောက်လာခဲ့တယ်ဆိုတာတော့သိနေပါတယ်။ဘသူများလဲရှင်။ဒေါ်တီတီရွှေကအတန်ပြုတ်လိုက်ခြင်းဖြစ်ပါတယ်။တစ်ဖက်ကအတန်ပြန်ပေးလာပါကတကားထပ်ဖွင့်ပေးဖို့အတွက်ပြင်ဆင်ထားလိုက်ပါတယ်။တဖက်ကအတန်ပေးခြင်းလည်းမရှိပါဘူးအတန်မပေးဘဲနဲ့ခြေတံရှည်ရဲ့အတန်ကအခန်းထဲမှာသာကြားနေရပါတယ် ဒေါ်သီသီရွှေနဲ့ဒေါ်မိမိခင်တို့နှစ်ယောက်စလုံးဟာမျက်လုံးအပြူးသားနဲ့လွန်စွာမောက်ကိုကြောက်လန့်နေကြပါတယ်။အဲဒီချိန်မှာပဲတဟားဟားနဲ့ရေတန်ကြီးကိုကြားလိုက်ရပါတယ်။အဲဒီရေတန်တွေကိုကြားနေရတဲ့ချိန်မှာပဲရုပ်ပုံလွှာတစ်ခုဟာအိတ်ခမ်းအတွင်းနံရံကိုထိုးပေါက်ပြီးတော့ဝင်သွားလိုက်ပြန်ထွက်သွားလိုက်တဲ့ဝင်းကြီးထွက်ကြီးလုံနေပါတယ်။ဒီမြင်ကွင်းကိုမြင်နေကြရတဲ့ဒေါ်မိမိခင်နဲ့ဒေါ်သီသီရွှေတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ဖက်ပြီးတော့မျက်လုံးအပြူးသားနဲ့ကြောက်လူးများတုံလျက်ရှိပါတယ်။မင်းနဲ့ပိုင်းတွင်းမှာပဲလွန်စွာမှာရုပ်ဆိုးလာတဲ့ဘလို့မှကြည့်လို့မရနိုင်တဲ့အဖွားကြီးကအသက်အရွယ်အပြည့်80ကျော်လောက်ရှိပါမယ်။အဲဒီဖွားကြီးကိုသူတို့တွေတွေ့လိုက်ရပါတယ်။ အဖွာဒီအိမ်မှာညနေခင်းတွေ့ခဲ့ရတဲ့အမျိုးသမီးရောယင်ဒေါ်တီတီရွှေကကောက်ခံငင်ကမေးလိုက်ပါတယ်ဟဲ့ तू ကလည်းနင်တို့လိုဧည့်သည်ပဲဟဲ့အခုမရှိတော့ပြန်သွားပြီဘဲကိုပြန်သွားတာလဲဒေါ်မီမီခင်ကထပ်ပြီးတော့မေးလိုက်ပါတယ်ဟော်ဟုတ်မှတွေ့လားတင်းချိုင်းပြက်ကြီးတင်းချိုင်းရလာတော့တင်းချိုင်းကိုပြန်ရတာပေါ့ကြီးအဖွာကြီးစကားပြောလို့ပဲမဆုံးသေးခင်ဧည့်သည်အမျိုးသမီးနေရာကအိတ်နေတဲ့ဂရင်ကြီးပေါ်ကနေပြေးစင်းကြပါတယ်ပြီးတဲ့နောက်မှာတော့တကားကြီးကိုအလင်းမြန်ဖွင့်ကြပါတယ်ဒီချိန်မှာပဲဖျောင်းနိုင်မီကလည်းငြိမ့်သွားခဲ့ပါတယ်တကားဖွင့်နေပြီမဲ့လည်းတကားကတော့ပွင့်လို့မလာခဲ့ပါဘူး နှစ်ယောက်သားမျက်နှာမှာလည်းတွေးမရှိတော့ပါဘူး။တကီကီနဲ့អော်လိုက်တဲ့ငတ်ဆိုးထိုးတန်ရိုးအဲ့ဒီချိန်မှာပဲကြောက်မက်ဖွယ်ကြားလိုက်ရပါတယ်။နင်တို့ဒီနေရာရောက်လို့ရှိရင်လာလန်းပဲရှိတယ်ပြန်လန်းမရှိဘူး။နင်တို့ပြေးလဲအပူပဲပြေးလန်းမရှိဘူးဟဲ့သေလန်းပဲရှိတယ်။အဲ့လိုမျိုးပြောဆိုပြီးတော့အဖွားကြီးကကြောက်လန့်စရာကောင်းလာတဲ့အတန်ကြီးနဲ့ရေမောနေပါတယ်။အရိအတန်ကြီးကအိမ်တိန်လုံးကိုဟိမ့်ထွက်သွားပြီးတော့မိုးချိုးကြီးပြစ်ချလိုက်တယ်လို့မျိုးဧည့်သည်တွေကိုခံစားလိုက်ကြရပါတယ်။သူတို့နှစ်ယောက်ကလည်းလွန်စွာမှအကြောက်ကြီးကြောက်ပြီးတော့လန့်နေကြပါတယ်။ဖွင့်စင်တော့ကတကားကမပွင့်ပါဘူး။ မပွင့်မဲထားကမှတကားပွင့်သွားခဲ့ပါတယ်ချက်ချင်းဆိုသလိုပဲအဲ့ဒီအမျိုးသမီးနှစ်ဦးကလည်းကြောက်လန့်ပြီးတော့အပြေးလွှားပဲထွက်ပြေးခဲ့ကြပါတယ်အဖွားကြီးရဲ့ရေတန်ကြီးကတော့အဆက်မပြတ်နောက်မှကြံရိပ်ခဲ့ပါတယ်ဧည့်သည်နှစ်ဦးကလေကား20ချိုးအတိုင်းပြေးဆင်းသွားခဲ့ပါတယ်နောက်ဆုံးလေကလေးရောက်မှတော့၄ငါးတဲ့လူမှရှေ့လျားလာတဲ့လက်မဲကြီးနှစ်ချောင်းဟာလေထဲမှာဝဲပြန်လာနေတာကိုဧည့်သည်နှစ်ယောက်တွေ့လျက်ရပါတယ်အဲ့လိုတွေးရမြင်ရတဲ့အခါမှာတော့ပိုလို့ပင်တဲထိတ်ရင်မဖြစ်အောင်အကြောက်ကြီးကြောက်ပြီးတော့အလန့်ကြီးသာလန့်နေရပါတော့တယ်။အနီးကိုရောက်တာနဲ့ပဲလက်မဲကြီးတစ်ချောင်းကဒိုမီမီခင်ရဲ့လေကုတ်ကို၎င်း ကြံလက်မဲကြီးတစ်ချောင်းကတော့ဒေါ်တီတီရွှေရဲ့လယ်ကုတ်ကို၎င်းအသေးသေးကြားရောက်နေခဲ့ပါပြီ။တကြွကြွနဲ့အားကုန်ချိုးချလိုက်ပါတော့တယ်။လယ်လိမ်ပြီးတော့လယ်ကုတ်ကိုချိုးလိုက်တာနဲ့ပဲဂုတ်ချိုးကျသွားတဲ့နှစ်ယောက်စလုံးဒလင်းကောက်ကိုကျသွားပြီးတော့လေကားရင်မှာမြင်မကောင်းရှုမကောင်းအသက်ပြောင်နေခဲ့ပါပြီ။မိန်ကလေးငယ်လေးတွေဖြစ်ကြတဲ့အဖြူအနီအညိုအပြအဝါမယန်းလိမ်မောစတဲ့ရောင်စုံလက်လာလေးတွေကိုတာသမီချင်းကိုချင်းမစာမနာစာနာစိတ်ကင်းမဲ့စွာနဲ့လူကလူကိုရောင်းစတာတဲ့။သူတို့ခေါ်လူကုံကူးတာတဲ့လေ။ကဲအခုတော့လူစိတ်မရှိတဲ့လူတရိတ်ဆန်တဲ့ တရေကြီးရဲ့ဂုတ်ချိုးခြင်းကိုလလပပခံခဲ့ရပြီးတော့တေဝဲဝင်ခဲ့ကြရပါပြီ။ဤရင်ကြီးနားမှာတော့တရေဂုတ်ချိုးလို့တေဝဲဝင်ရတဲ့အဖြစ်ဆိုးမျိုးဟာတခုတည်းတော့မဟုတ်ပါဘူး။ကြည့်အောင်လက်ရှိယောက်ျားရှိနေတဲ့မိန်းမနဲ့မိန်းမရှိနေတဲ့ယောက်ျားနှစ်ယောက်သားဖောက်ပြန်နေကြတာပါ။ထိုနှစ်ယောက်ကအချင်းအချက်ပြုတ်ပြီးတော့အပျော်ကျူးရန်ဤရင်ကြီးနီးကိုရောက်လာကြတာပါ။အပြစ်ရှိသူတွေဆိုရင်မချန်ထားမကြံစေရပထမမိန်းမနှစ်ယောက်လိုပဲတရေကြီးရဲ့လဲလိန်ခြင်းကိုဥစွာခံရပြီးတော့ဂုတ်ချိုးလိုက်တာကြောင့်နှစ်ယောက်သားကဂုတ်ချိုးပြီးတော့အဖြစ်ဆိုးနဲ့တေဝဲဝင်ရရှာပါတယ်။ ဒါတွေမကသေးပါဘူးမိုးတွေတဲတဲမဲမဲယွာနေတဲ့တညမှာပါ။လေယာလည်းခက်ကြမ်းကြမ်းတိုက်နေခဲ့ပါတယ်။ဆင်းရွှေရတနာဆိုင်ကဆန်ရှင်မျိုးသမီးလေးကချောတယ်လတယ်အရွယ်ကငယ်ပါတယ်။အလွန်ဆုံးရှိလာမှာအသက်20ကျော်။ဆိုင်ပိတ်ပြီးတော့ရတနာပစ္စည်းအနှဲငယ်ကိုအနှက်ရောင်ရှုံ့အိမ်လေးထဲကိုထည့်ပြီးဆိုင်ငယ်စီးပြီးတော့ပြန်လာလူယုံမှတူကလမ်းကူးလက်မှာဝရင်တုပ်ရှိရှိနဲ့ဖြတ်ရိုက်ပါတယ်။လူနဲ့ဆိုင်ငယ်ကတခြားစီဖြစ်သွားခဲ့ရပါတယ်။အမျိုးသမီးလေးကိုခေါ်ပြီးတော့အားရမကျင့်ပါတယ်။ပစ္စည်းကိုလည်းယူပါတယ်။ပြီးတဲ့နောက်မှာတော့လူကိုအစဖြောက်လိုက်ပါတယ်။ မိုးရဲလေထဲမှာအဲ့ဒီလူယုံမှာအိန်ဒီကြီးစီကိုရောက်လာခဲ့ပါတယ်။မကြလိုက်ပါဘူးရခင်လူများနေသူလဲလိန်ကိုချိုးပြီးတော့အသက်ခံခဲ့ရတာကြောင့်တေပွဲဝင်ခဲ့ရပြန်ပါတယ်။ယုံမှာပတ်ဆက်သကောလောက်မှဇောင်းမနဲ့တဲ့လူလူစိတ်မရှိတဲ့လူဘလူလူတနာယူကိုဥပဒေကအပြစ်ပေးပြီးတော့မဆုံးမလိုက်ရပဲမလဲ။တရေကြီးကလလပပအပြစ်ပေးပြီးတော့ဆုံးမလိုက်ဒီမှာတေတံမင်ဖြစ်ပါတော့တယ်။လူဖြစ်ပါလျက်နဲ့လူစိတ်ကင်းမဲ့ပြီးတော့လူမဆန်လူတရိษံပုံစံနဲ့မကောင်းမှုကိုလွန်လွန်ကျွကျွဆွဆွဝဝပြုလုပ်လာကြပြီးတော့ ိန်ဒီကြီးကိုရောက်ရှိလာကြသူတိုင်းမလွဲမသွေတေရဲကြီးရဲ့ပြင်းထန်လာတဲ့ဆုံးမခြင်းဖြစ်တဲ့တေရန်ကိုမရှုမလခံကြရသည်သာဖြစ်ပါတယ်။အဲဒီလိုမျိုးတေရဲ၆ဒီမှာအကျဉ်းချင်းခါခါဖြစ်နေတာကြောင့်လွန်စွာမှနာမည်ကြီးနေပါတော့တယ်။အဲဒီလိုနဲ့ပဲအကျဉ်းချင်းခါခါပပတ်ဆက်ဆက်တေရဲ၆နေတဲ့အခါဤရွာမှာရှိကြတဲ့ရွာသူရွာသားတွေကမနေရဲကြတော့ပါဘူး။တိမ်မြမကျန်လမ်းမြင်နိုင်တဲ့ဝဝေးမှရှိတဲ့ကွင်းကြီးကိုရွှေပြောင်းသွားကြပြီးတော့ရွာသစ်တယ်ပြီးတော့နေကြပါရယ်အဲဒီချိန်ကနေစပြီးတော့ဒီအင်ကြီးစီကိုလူမပြောနဲ့အိမ်မွေးတရိစံတော်မှာအဝင်ထွက်မရှိတော့ပါဘူး အဲ့လိုနဲ့ပဲအိန်ဒီကြီးနဲ့တင်ကျိုင်းကုန်းအဟောင်းကြီးသာထီထီကြီးကြံရှိနေပါတော့တယ်။ရွာသားများကရွာသစ်တဲတယ်လို့တင်ကျိုင်းကုန်းကိုလည်းရွာနီးမှသာထားရှိလိုက်ကြပါတယ်။အချို့အချို့တော့မြင်ရတွေ့ကြသူတွေကဆိုကြပါသေးတယ်။နေကင်းမမကြည့်ရင်တော့တင်ကျိုင်းဟောင်းတင်ကျိုင်းပြက်ကြီးပါပဲ။တကယ်လဲတင်ကျိုင်းဟောင်းကြီးကိုညဘက်ရောက်လာလို့ကြည့်လိုက်လို့ရှိရင်ရွာကြီးတည်ထားတယ်လို့ပါပဲ။လူတွေလူတွေယောက်ျားတွေမိန်းမတွေလူကြီးတွေတွားလို့လာလို့လှုပ်ရှားမှုတွေပြုနေကြပါတယ်။တင်ကျိုင်းဟောင်းတင်ကျိုင်းပြက်ကြီးကကြက်တွင်းကုန်းကြီးများဖြစ်နေမလားလို့မပြောတတ်ပါဘူး။အဲဒါကြောင့်မဲထင်ပါတယ်အိန်ဒီကြီးကိုအဝင်ထွက်မပြုတ်ကြတယ်လို့ ဒီတင်းကျိုင်းအောင်တင်းကျိုင်းပြက်ကြီးစီကိုလည်းဘယ်သူမှမလာရဲကြပါဘူး။အရိအိန်ညီကြီးနဲ့ဤတင်းကျိုင်းကုန်းရတရဲ၆တယ်ဆိုပြီးတော့နာမည်ကြီးတဲ့အချိန်ကနေစ၍စ၍မြင်ညာတွေ့ကြသူများစီရင်မှာငဇော်နဲ့ငဆိုးဟာထိတ်ဆုံးဟာပါဝင်နေပါတယ်။၎င်းတို့နေရာအလွန်ချစ်တဲ့တငယ်ချင်းများဖြစ်ကြပါတယ်။စားဖို့စားပဲတောက်ဖို့တောက်ပဲအရက်သမားတွေလည်းဖြစ်ကြပါတယ်။တရဲမှာတော့ကိစ္စတစ်ခုနဲ့နှစ်ယောက်သားမြို့ကိုသွားရမှာအပြန်မိုးချုပ်နေပြီးတော့အိန်ညီကြီးနားကိုရောက်လာခဲ့ကြပါတယ်။အချိန်ကတော့ည9နာရီထိုးနေခဲ့ပါပြီ။ လမ်းရဲ့တစ်ဖက်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့တွေ့လျရတဲ့မြင်ကွင်းကြောင့်အရက်သမားနှစ်ယောက်တန်တော်ဖြစ်မိကြပါတယ်။ဘယ်ထိအောင်တောက်ထားတယ်တော့မသိပါဘူး။တော်တော်လေးကိုမူးနေကြပါတယ်။ဟဲ့အောင်မစောဟိုဟိုမှကြည့်စမ်းရအောင်။ဘာရှိလို့လဲကွာလူတွေအများကြီးပဲတွားနေလာနေလိုက်ကြပွဲတော်ကြီးကြနေပါပဲ။ငဆိုးကပြောလိုက်ခြင်းဖြစ်ပါတယ်။အေးဟုတ်တယ်ကွာ။မီးတိုင်တွေထုံးထားတယ်လင်းထိန်နေရပဲ။တခုခုရှိလို့နေမှာဟာ။လာကွာရအောင်ငါတို့တွားကြည့်ရအောင်ငဆိုးရ။ငဆိုးကပြန်ပြီးတော့ပြောလိုက်တာပါ။အေးဟုတ်တယ်ရအောင်။လာတွားကြည့်ကြမယ်ကွာ။ ဲလိုမျိုးစုကနှစ်ယောက်သားထွက်လာခဲ့ကြတဲ့အခါမှာတော့လူများသွားလာနေကြတဲ့အိမ်အများကြီးရှိတဲ့ရွာကြီးတွင်းကိုရောက်ရှိသွားပါတော့တယ်။ရွာကရွာတန်းရှည်ကြီးဖြစ်ပါတယ်။ရွာတန်းရှည်ကြီးမှာတကယ့်ကိုအရှည်ကြီးပါ။အဲလိုမျိုးတွေရှည်လျားလာတဲ့လမ်းတွေကဘယ်နှလမ်းရှိလို့ရှိမှန်းတော့မသိပါဘူး။ဒါပေမဲ့ရှိတော့ရှိပါတယ်။ယခုအမှုသမားနှစ်ယောက်ရောက်နေတဲ့နေရာပဲသုံးလေးလမ်းမြောက်နေခဲ့ပါပြီ။တနေရာရောက်မှာတော့အိမ်အကြီးရှိမှမန်းနဲ့ကြီးဟီးနေအောင်ထိုးထားတာကိုတွေ့ရပါတယ်။မန်းနဲ့ထဲမှာလည်းလူတွေကများမှများမန်းနဲ့တွဲပြီးတော့ရှိတဲ့ခေါင်းရင်းပိုက်မှာတန်ကဆင်အကြီးကြီးကိုလည်းမြင်ရပါတယ်။ ယဟန်ကန်ရှင်မျိုးအလူပွဲကြီးမှတိလိရပါတယ်လူကြီးလူငယ်လူလက်ကလေးပါမကျန်အားလုံးအားလုံးသူ့လုံးနဲ့သူသူ့တာဝန်နဲ့သူမအားလက်နိုင်အောင်ရှိနေကြပါတယ်မန်နေဂျီအတွင်းကိုအများနဲ့အတူပဲရောပြီးတော့ဝင်လာလိုက်တယ်ဆိုရင်ပဲဟော့ဟော့ဟိုမှာဧည့်သည်တွေကဝင်လာပြီဟေးခေါ်လိုက်ကြပါအောင်ကွယ်အိမ်မော်ကြွပါအိမ်မော်ကြွပါလက်လိုက်လဲလဲပြူပြူငငငနဲ့ခေါ်ကြပါတယ်ငဇော်နဲ့ငဆိုးတို့နှစ်ယောက်ကလည်းအိမ်မော်တက်ပြီးတော့ရေနွေးဝိုင်းလေးတစ်ဝိုင်းမှဝင်ထိုင်လိုက်ကြပါတယ် လုံစွာမကိုချောမောလပလွန်လာတဲ့မိမပြိုလေးတွေကရေနွေးဝိုင်းများရှိရာကိုရေနွေးထည့်ပေးခြင်း၊လက်ဖက်တုပ်ဂျင်းတုပ်ပကံတွေချပေးခြင်း၊ကုံနေလဲပေးခြင်း၊ဆက်လက်ကွန်းရပွဲတွေချပေးခြင်းတွေကိုပြုလုပ်ပေးနေသည်မှာအင်မတန်မကိုကြည့်လို့ကောင်းလာပါတယ်။အလုံးအင်မတန်မကိုချောမောလပလာတဲ့အဲ့ဒီမိမချောမိမလလေးများအယောက်20မြောက်ပဲရှိမယ်ထင်ပါတယ်။ထို့မိမချောမိမလလေးများဝတ်စားစင်ရင်ထားသည်မှာလဲရှေးဆန်လာပါတယ်။တနည်းအားဖြင့်တော့နန်းဆန်တယ်လို့ဆိုရမှာပါ။ဒီလိုမိမချောမိမလလေးတွေကိုဘယ်မှမမတွေ့ဘူးမမြင်ဘူးပါဘူး။အဲ့လိုမျိုးငဇော်နဲ့ငဆိုးတို့ကမချက်ပြုတ်ကြပါတယ်။ မိတ်ဆွေတို့နှစ်ယောက်ကိုအရက်နဲ့ဧည့်ခံခြင်းလို့ပါတယ်။ကျွန်တော်တို့ယွာလူကြီးကခေါ်ခိုင်းလိုက်တယ်ဗျာ။ကဲလာကြလာကြထကြကျွန်တော်နဲ့တူလိုက်ခဲ့ကြပါ။အဲလိုမျိုးလူရွယ်တယောက်ကအနားကိုလာပြီးတော့ခေါ်သွားတာကြောင့်၎င်းလူရွယ်နဲ့တူငဆိုးနဲ့ငဆိုးကလည်းလိုက်ပါသွားပါတော့တယ်။ဒီလမ်းရဲ့အခြားတစ်ဖက်မှာရှိနေတဲ့လမ်းကိုခေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ခေါ်လာသူလူရွယ်ရဲ့ပြောပြချက်အရအလူရှင်ဦးလေးကြီးရဲ့ညီဖြစ်သူအိမ်လို့လည်းသိရပါတယ်။၎င်းတို့ညီကိုနှစ်ယောက်ကမိသားစုတို့နဲ့ဆက်တူအကုန်ကြခံပြီးတော့လှူတယ်လို့ထပ်ဆင့်သိခဲ့ရပြန်ပါတယ်။ အိမ်ကြီးထဲမှာတော့လူပြည့်ဝိုင်းပြည့်နဲ့အရက်တောက်တဲ့သူတွေကိုညီဖြစ်သူရဲ့အိမ်မှာအိတ်ခန့်နေခြင်းဖြစ်ပါတယ်။အဲ့တဲ့နေရောက်ပါလာပါပြီဦးလေးကြီးခမ။အဲ့လိုမျိုးခေါ်လာသူလူရွယ်ကလမ်းပြီးတော့အတန်ပြုတ်လိုက်ပါတယ်။ကဲလာကြလာကြ။မိတ်ဆွေတို့ဒီလိုလာကြပါဗျာ။ဒီမှာထိုင်ကြ။အဲ့လိုမျိုးပြောဆိုပြီးတော့ဦးလေးကြီးဆိုသူကသူ့ရဲ့လူများဘက်ကိုလှည့်ပြီးတော့ဒီကမိတ်ဆွေတို့အတွက်အရက်ငါးလုံးလောက်လာချပေးပါအောင်။အဲ့လိုမျိုးတခြားတစ်ဖက်ကိုလှည့်ပြီးတော့ပြောလိုက်ပါတယ်။တက်ကြော်ရီအမဲကြော်ရီလည်းယူလာခဲ့အောင်သမီးတို့ရေ။အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲလွန်စွာမှချုံးမလှပါတယ်မိမ့်မပြို၄ရောက်တို့ဟာ တယောက်လည်းတပွဲကြစီယူလာပြီးတော့၄ယောက်၄ပွဲယူလာကဧည့်သည်၂ယောက်ရှိမှပွဲများအသီးသီးချပြီးပြန်သွားကြပါတယ်။ဘယ်နေရာကလာပြီးတော့ဘယ်နေရာကိုပြန်သွားတယ်ဆိုတာတော့မသိရပါဘူး။မိမလမိမချောလေးများကိုလည်းမတွေ့ရမမြင်ရတော့ပါဘူး။အရက်ဝိုင်းနေရာ၁၀ဝိုင်း၁၅ဝိုင်းလောက်ရှိမှထင်ရပါတယ်။စားကြတော့ကြပြောကြဆိုကြနဲ့ဇွန်းတန်ပကန်းတန်အရက်ငဲ့တန်နေရာစုညံလွတ်နေပါတယ်။လူတွေကလည်းများမှများပါပဲ။ဒါတောင်လုံတိကင်သည်နေအလုတ်ကင်နေအကျိုးနေပဲရှိပါသေးတယ်။ပွဲကြီးနေ့ဆိုရင်တော့ဘယ်ထိအောင်များလူတွေစီကားလိုက်မလဲမပြောနိုင်ပါဘူး။ ။ချက်တဲ့ပြုတ်တဲ့နေရာမှာလည်းလူတွေမှအများကြီးပါပဲ။ထမင်းအိုးကြီးပဲမိုးပြတ်တဲ့နဲ့15ဦးပါ။နောက်ထပ်ဘယ်နှအိုးထပ်ပြီးတည့်ရအောင်မယ်လဲမသိပါဘူး။ဟင်းအိုးတွေငါတလောက်ပေါင်းက9ဦးမြပဲဆိုတော့တွတ်တာကြည့်ပါတော့။လူဘလောက်တောင်များလဲဆိုတာကိုငဆိုးနဲ့ငဆိုးကတော်တော်အံ့ဩနေမိပါတယ်။ဒီလိုလူမျိုးလူများတာကိုဒီတစ်ခါပဲတွေ့ခဲ့ဘူးပါတယ်။ငဆိုးနဲ့ငဆိုးကအဲ့လိုတော့နှုတ်ကနေပြောမိပါတယ်။တန်ဃာတော်ရေကြီးပဲအပါ131ပါပင့်ထားတယ်လို့ကြားသိရပါတယ်။ငဆိုးနဲ့ငဆိုးကကြွကြော်စားလိုက်ကြွကြော်ဝါလိုက်အရက်လေးတောက်လိုက်ပြီးတော့ငရှင်းညော်လေးကိုစားလိုက်အမဲကြော်လေးကိုဝါလိုက် အရက်ကိုထက်ခါထက်ခါတောက်လိုက်နဲ့အရက်လေးလုံးတော့ပြောင်းသွားခဲ့ပါပြီညကလည်းနဲ့တရက်နဲ့လာခဲ့ပါပြီအလုံးလုံးနေကြတဲ့သူတွေကလည်းပင်ပန်းတာကြောင့်အကုန်လုံးအိတ်ကုန်ကြပါပြီအရက်တောက်နေကြတဲ့သူများကလည်းတဝိုင်းနှဝိုင်းသာရှိပါတော့တယ်တချို့ဆိုရင်လည်းပြန်ကုန်ကြပြီးတော့တချို့ကလည်းမူးပြီးတော့အိတ်ပျော်နေကြပါပြီငဆိုးနဲ့ငဆိုးကတောက်ကောင်းနေစေပဲဆိုပေမဲ့ညင်ကပိုလို့ပိုလို့နဲ့လာခဲ့ပါတယ်ကျန်ရှိနေတဲ့တခြားဝိုင်းတွေကတော့အကုန်လုံးမူးပြီးတော့မောက်ကုန်ကြပါပြီ။သူတို့တဝိုင်းနဲ့သူတို့နှစ်ယောက်ထဲသာရှိပါတော့တယ်။အိမ်ကြီးထဲမှာအလုံးအလုံးအိမ်မောကြပြီးတော့ဆက်တော်ခေါ်ကုန်ပါပြီ သူတို့နှစ်ယောက်ကလည်းကြာလာတော့မခံနိုင်တော့ပါဘူး။အရက်ငါးလုံးနဲ့တက်တက်ဆင်အောင်ပြောင်းသွားခဲ့ပါပြီ။အမီးလေးငါးဘွဲစလုံးကလည်းပြောင်းတလင်းခါလို့ပါ။ပကံကြီးတွေသာကြံမာတော့တယ်။ငဇောကစစ်လိုက်တို့ကိုလက်ချားမှညက်ပြီးတော့ခွေခွေလေးအိမ်မောကြသွားပြီဖြစ်ပါတယ်။ငဆိုးကလည်းငဇော့နီတို့အရက်ကုံသွားတဲ့ပလင်းကုန်တွေကိုရင်ဝင်ထဲမှာဖတ်ပြီးတော့နင်းနင်းချက်ချက်ကွေးကွေးလေးအိမ်မောကြနေပါတော့တယ်။မိုးထိန်နေလင်းလို့အိယာကနေအတူတူနိုးထလာတဲ့အခါမှာတော့ငဆိုးနဲ့ငဇော့နှစ်ယောက်ဟာတင်းကြိုင်ဟောင်းတင်းကြိုင်ပြက်ကြီးရဲ့အစွန်ဆုံးနေရာမှာရှိတဲ့နှလုံးရှင်တွဲထားတဲ့အုတ်ကူနှလုံးပေါ်မှာပါ။ ငဇောကဂူတလုံးရဲ့အပေါ်မှာဆစ်လိတ်တို့ကိုလက်ချားညက်ပြီးတော့အိတ်ခဲမိတဲ့အဖြစ်ကိုလကောက်နောက်ဂူတကူပေါ်မှာငဇောကအရက်ပလင်းကုံကိုရင်မာအပ်ပြီးတော့အိတ်ပြော်နေတဲ့အဖြစ်ကိုသိရှိကြပြီးတော့အန်အောခြင်းမကအန်အောနေကြရပါတယ်ပို့ပြီးတော့အန်အောစရာကောင်းနေတာကတော့ငဇောရဲ့လက်ထံမှာယခုတက်တိုင်ရှိနေတဲ့အရက်ပလင်းကုံကြီးပါအမှန်ကိုဆိုရတော့တရဲ၆တဲ့တင်းချိုင်ဟောင်းတင်းချိုင်ပြက်ကြီးကနှစ်ပေါင်းများစွာကြာတဲ့အခါကြက်တွင်းကုံကြီးဖြစ်လာရှိပါတယ်အဲဒါကြောင့်မဲညဘက်မှာကြက်တို့ရဲ့လေပြားခြင်းလေစားခြင်းကိုခံလိုက်ရရှာတဲ့ငဇောနဲ့ငဇောတငယ်ချင်းနှစ်ယောက်ရဲ့ဖြစ်ရာစမ်းကြယ်လာပါပဲတယ် ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေးရေးသားသူကိုလည်းဂါရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ဘသူတွေကပက်ဆန်ဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့။ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့။ ကိုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့။ဒါတွေကအချိန်ကုန်ငွေကုန်လူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်။သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပင်ခြင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ကျင်နေဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြသင်တန်းကြောင့်ယူဆောင်လာခဲ့ပေးပါ။ကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝမ်းကြောင်းမှုဖြစ်ရည်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြသင်တန်းကြောင့်ဆရာတွေက Hardware ဘိုင်း Software ဘိုင်းနဲ့ Theory ဘိုင်းနေရာစာတဝူးချင်းအသေးစိတ်ဆရာစာမချမ်းမဲ့သင်ကြားပေးပါလိမ့်မယ်။ကိုကို ယ်တိုင်ကလည်းစဉ်ဆက်မပြတ်စူးစမ်းအထောက်မှုတွေနဲ့စကေးတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့စူးစမ်းခြင်းစိတ်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်နီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit